မင်္ဂလာပါရှင်ခရစ်တက်တလီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးစက္ကစတွေဝင်လာပြီးနောက်မိုးကုံမြို့တွင်မြို့ပြင်လမ်းတွေအလုံးကုန် TNL လေးရဲတွေမှယနေ့အထိပိတ်ထားဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မိုးကုံမြို့တွင်ကိုစစ်ကောင်စီတပ်သားတွေဝင်လာပြီးတဲ့နောက်မြို့ရင်းမြို့ပြင်လမ်းမိုင်းတွေအလုံးကုန် TNL လေးမှပိတ်ပင်ခဲ့ပြီးမြို့ရင်းချင်ရင်သူပြည်သူတွေအတွာလာပြုလို့ဖို့တာခွင့်မပြုတော့ဘူးလို့သိရပါတယ် ။ပေကတိနဝယ်မာလာနာဆောင်းအပန်းမှစတင်ကစစ်ကောင်စီရဲ့ရှေ့ပြေးတပ်သားချုပ်မုကော့မျိုးရင်းကိုရောက်ရှိလာခဲ့ပြီးမြို့ပေါ်နေရာချို့ကိုအရဲဝတ်တွေဖြင့်လှည့်လည်ကြည့်ရှုလာပြီးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်နဝယ်မာလာ28ရက်နေ့ည10နာရီနောက်ပိုင်းမှာတော့တီယန်လလေးထင်းချုပ်ထားရာနောင်ချုံမုကုလမ်းမိုက်မှတဆင်စစ်ကောင်စီတပ်သားတွေအင်အားလုံးရင်ဖြင့်ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အဆိုပါစစ်ကောင်စီတပ်သားတွေရောက်ရှိပြီးနောက်ရက်နိုဝင်ဘာလ28ရက်နေ့မှစတင်ကတီအန်လလီအနေနဲ့ မိုးကုတ်မြို့တွင်လမ်းမိုင်းတွင်နှင့်မြို့ပြင်လမ်းမိုင်းတွင်အာလုံကုန်လုံခြုံရေးအရာတုံ့ပြန်ချထားလိုက်ပြီးအဝင်အထွက်တွားလာတာတွေအာလုံကုန်ကန့်သက်လိုက်တယ်လို့မြေပြင်စည်ရင်တရင်ရင်းမြစ်တအူးကပြောပါတယ်။ဝင်လာတာက28ရက်နေ့ညကစပြီးအလွန်အရင်နဲ့ဝင်လာတာပါကုန်ကားတွေနဲ့ဖြစ်မဲ့ထင်းနေဝင်လာပြီးနောက်ရက်ကျလမ်းတွေအကုန်လုံးကိုတောင်းရဲတွေကပိတ်လိုက်တာပဲမြို့ပြင်ကကားတွေမြို့ထဲပေးမဝင်ဘူးမြို့ထဲမှာဆိုရင်လဲလမ်းဆောင်လမ်းကားတွေမှာနေရာယူပြီးပေးမဖြတ်တော့ဘူး။ ဒါအပြင်ရခုတရလလေးရဲ့တပ်ဖွဲ့ဝင်တွေအထူးလုံခြုံရေးစောင့်ချက်နေတဲ့နေရာတွေဟာမြို့ရင်းစီအချက်ကြကြတဲ့နေရာတွေဒါမကအရင်ကစစ်ကောင်စီအစိုးရရုံးတွေအခြေဆိုင်ရာပတ်ဝန်းကျင်နဲ့စစ်တပ်ထိုင်ရှားခဲ့ဘူးရာနေရာဖြစ်တယ်လို့လည်းသိရပါတယ်ဒီလိုမျိုးရင်းအခြေအနေချုပ်ထွေးနေတာကြောင့်ပြည်သူတွေအနေနဲ့စိုးရိမ်နေပြီးမိုးကုံမြို့ဟာလည်းအတော်လာပြီးမရှိကတိတ်ဆိတ်ငြိမ်သက်နေတယ်လို့အဆိုပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။အခုလမ်းတွေပိတ်ထားတာကမြို့လယ်မီပိုင်နာရင်ကြောင်ကြီးတန်ဝိုင်းအပေါ်ထောင်တက်လန်း ဆန်တော်ကြောင်ကနေချမ်းသာကြီးအာဥယင်ကြောင်နာတဝိုင်းရဲစခန်းတန်လန်းတစောက်တွေပိတ်ထားပါတယ်ပြည်သူတွေကိုလည်းပြေးမပြတ်ဘူးလို့ကြားတယ်ကျမရေမကောင်းတဲ့တချို့ပြည်သူတွေစေဝဲပါဝဲတော်ပြန်မောင်းထုံနေတယ် စစ်ကောင်စီအနေနဲ့မိုးကုံမြို့ကိုစတင်ဝင်ရောက်လာပြီးရတဲ့တပြိုင်နက်မြို့ပေါ်စီဆိုးမှုနေရာတွေမှာအင်အားလုံးရင်ဖြင့်အခြေကျသက်ဆွဲထားတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နောက်ထပ်လည်းစစ်ကောင်စီအင်အားအချို့ရင်းနှန်းတွေဖြင့်ထပ်မံဝင်ရောက်နေတာတွေရှိပြီးအရက်ဖက်ဝန်ထမ်းတွေအားလုံးလည်းလာမယ့်ဒီဇင်ဘာလအတွင်းအကုန်ပြန်ဝင်ရမယ်လို့ညွှန်ကြားထားကြောင်းစစ်ကောင်စီထောက်ခံသူအချို့ကဆိုရှယ်မီဒီယာပေါ်မှာပြောဆိုရေးသားမှုတွေရှိနေပါတယ်ရှင်။ဆလဘီ ကြောင်ကြီးတောင်စစ်တပ်စခန်းကိုစနိုက်ပါလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘကုန်းတိုင်းပေါင်းတီမြို့နယ်ကြောင်ကြီးတောင်အကြံဘက်စစ်တပ်စခန်းကိုစနိုက်ပါလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်း၃၃ညတစ်တရင်စစ်ထောင်လမ်းရည်နှင့်သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောဆိုပါတယ်။ နိုဝင်ဘာလ22ရက်နေ့နနက်10:35မိနစ်ခန့်မှာပေါင်းတီမျိုးနဲ့ကြောက်ကြီးတောင်အချမ်းမက်စစ်တပ်အထိုင်ကိစခန်းကိုတော်လန်ရဲတပ်ဖွဲ့များကစနိုက်ပါလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်းအချမ်းမက်စစ်တပ်ဘက်မှစစ်သား2ဦးသေဆုံးခဲ့ပြီးသေဆုံးသွားသည့်စစ်သားအလားများကိုကြောက်ကြီးတောင်စစ်တပ်အထိုင်ကိစခန်းအနီးမှာမြေမြုပ်ခဲ့ကြောင်းသိရပါသည်။ ရှင်နိုင်ခံမှုအတွင်အကြမ်းမဲ့စစ်တပ်ဘက်မှလင်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတော်လရဲရဲဘော်များအနည်းရှိတဲများကျေးရွာများကိုကျရောက်ပောက်ခွဲခဲ့ပေမယ့်တော်လရဲရဲဘော်များတိုက်ခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ကျွန်တော်တို့တော်လန်ရဲရဲဘော်တွေကစနိုက်ပါလက်နက်ငယ်တွေနဲ့တွားရပစ်ကတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးနှစ်ကောင်ကတော့နေရာမတွေပွဲချင်းပြီးတည်ဆုံနေတည်ဆုံသွားတဲ့စစ်ခွေးလောင်းတွေကိုကြောက်ကြီးတောင်သူတို့အထိုင်ကိစကန်အနီးမှာမြေမြုပ်လိုက်တယ်လို့သိရတယ် ုံစားတုံညာတဲ့တရင်စစ်ထောင်လက်ရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခတ်မှုကိုဖြူအား27မှာရဲဘော်များနဲ့တုံစားတုံညာတဲ့တရင်ရုံမှာရဲဘော်များကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးနမမျိုးနယ်အတွင်းစစ်ကြောင်းထုံးနေသည့်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်စစ်သားများထိခိုက်မှုရှိစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ကွေးတိုင်းနမမြို့နယ်အတွင်းစစ်ကြောင်းထုံနေသည့်အကြမ်းမတ်စစ်တပ်ကဂျားဖြတ်တိုက်ခိုက်ရာစစ်သားများထိခိုက်မှုရှိကြောင်းကိုတုံညာနှင့်တရင်တောင်တွင်းကြီးတပ်ခွဲမှတာဝန်ရှိသူကပြောကြားပါသည်နိုဝင်ဘာလ28ရက်နေ့နနက်9နာရီခန့်မှနမမြို့နယ်မြင်းတဲ့ကြီးကျေးရွာမှာထွက်ခွာလာသည့်အင်အား62ဦးပါသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကိုတော်လန်ရဲတပ်ဖွဲ့များကချားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ၎င်းထိတွေ့တိုက်ပွဲသည်တနင်္လာ30မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းမတ်စစ်တပ်ဘက်မှထိခိုက်ဒိစုံမှုရှိပေမယ့်အခြေအတွက်ကိုအသိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။စစ်ခွေးတွေထိခိုက်မှုရှိပါတယ်။တည်ဆုံတဲ့အခြေအတွက်ကိုတော့ကျွန်တော်တို့အသိမပြုနိုင်နေပါဘူး။တော်လန်ရဲရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ကိုတော်ညာနဲ့တရင်တောင်းရင်းကြီးတခွဲမှတောင်းရင်းရှိသူကပြောဆိုပါတယ်။ အဆိုပါနိုင်ငံမှုကိုနေပြည်တော်တန်းစစ်ဌာနဗျူဟာ MS 79မှာ MS 9တုံညာနဲ့တရင် အထူးလုံစာစစ်ကြောင်းနဲ့တရက်ခရိုင်တရင်တစ်တို့ကပူပေါင်းလုံဆောင်ခဲ့ပြီးတော်လရဲရဲဘော်များထိခိုက်မရှိပြန်လည်စွာနိုင်ခဲ့ကြောင်းသိရပါတယ်။လက်ရှိအချိန်မှာ MS 9တုံညာ3တရင်နမမြွနယ်ပါကဖာနဲ့ နေမြေတွင်မဟာမိတ်ရဲပေါ်များကဆက်လက်အင်အားဖြစ်သင်းဆောင်ရွက်လျက်ရှိတာကြောင့်မြေတိနေရဒေသမှာမဆိုးတိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်၍ပြည်သူများအကြမ်းမဲ့စစ်တပ်စစ်ကြောင်းနှင့်နှိစက်တော်နေရဒေသများမှာနေထိုင်ခြင်းမပြုကြပါရန်ကိုတုံညာနှင့်တရင်တာဝန်ကြီးတပ်ခွဲမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ရှင်။ဆက်လက်ပြီးဖော်လက်ခဲမြို့နယ်မှာ စစ်တပ်ကအသေးခံတို့နေစစ်မှုတန်တွေကအသေးခံဖြစ်နေလို့သတင်းရင်းမြစ်ပြောဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဗော်လကဲမြို့နယ်မှာစစ်ကောင်စီကစစ်ကြောင်းလေးခုနဲ့ထိုးစစ်ဆင်နေပြီးနေ့စဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်နယ်မြေပြင်ရဲဘော်ချုပ်ကပြောပါတယ်။ပေါ်လခဲမှာစစ်တပ်ကစစ်ကြောင်းလေးခုနဲ့ထိုးနေတဲ့အင်အားကတော့၈၀၀ဝန်းကျင်လောက်ကျထားတယ်။ဒါပေမဲ့အတိအကျတော့မသိနိုင်သေးဘူး။နေတိုင်းလိုလိုထိတွေ့မှုရှိတယ်လို့မြေပြင်ရဲဘော်တအူးကပြောပါတယ်။ စစ်ကောင်စီဟာသူတို့ဆစ်ဆုံထားတဲ့ပေါ်လက်ခဲမျိုးပတ်ဝန်းကျင်ကစက္ကန်ကုန်တွေကိုပြန်ရယူဖို့စ조사နေတာဖြစ်ပြီးမကြတဲ့ငွေကြပိုင်းကနန်ဖဲချင်းရွာကမင်းစလောင်ကုန်းမှာစစ်တပ်ကပြန်ပြီးသက်ဆွဲလိုက်တယ်လို့သိရပါတယ်။မင်းစလောင်ကုန်းကအခုဖရူဇိုဘက်ကနေပေါ်လက်ခဲကိုလာနေတဲ့စစ်ကြောင်းအတွက်အရေးပါတယ်လို့ပြောရမယ်။အဲဒါဆောင်အသေးခံပြီးတို့တော့တေရာမအများကြီးပဲလို့သိထားတယ်။ပါစစစ်မှုထံတွေကအသေးခံဖြစ်နေတယ်လို့ပေါ်လက်ခဲမြို့နယ်တိုက်ပွဲအခြေအနေကိုသိရှိတဲ့သတင်းရှင်မြစ်ကပြောပါတယ်။ မင်းဆလောင်ဝမ်မလန်းရေကျော်ရေနီပောင်းထူကြောင့်စတိစခန်းတွေကို2024ခုနှစ်နဲ့2025ခုနှစ်စမိုင်းတွေကတင်ပြထားတာဖြစ်ပါတယ်ဖရူဆိုဘောလက်ကန်လန်ပေါဖို့နေဂျန်နက်ကီနေပူပေါင်းတက်တွေတင်ထားတဲ့နေရာတွေကိုပါစီရဲ့အရာဒူးနဲ့ပိတ်ဖို့လုပ်နေတာပေါ့အတိခါကတော့ပေါ်လက်ခဲမှာရွေးကောက်ပွဲပေးခင်ပြီးအာမြင်မှုအသေးအံစူးစမ်းနေတာလို့ကီနီစီရဲ့သတင်းရှင်းပြကပြောပါတယ် ။ပေါ်လခဲမြို့ပေါ်မှာစစ်ကောင်စီရဲ့အခြေချစစ်ပြူဟာခမာယာ၄နှစ်ကိုခမာယာ၄30နဲ့ခလာယာ300အပြင်ရှမ်းပြည်နယ်အခြေစားစစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခနှစ်လောက်ကတည်းကအချို့အင်အားဖြည့်တင်ထားပါတယ်။ဒါအပြင်ဖာဆောင်မျိုးနေကစစ်ကောင်စီရဲ့အတွန်းနောက်ဆုံးလက်ကျန်တက်ဖြစ်တဲ့ခလာရ335တက်ကိုလေချောင်းကနေခရရနဲ့လူအင်အားဖြစ်တင်းနေတယ်လို့သိရပါတယ်ရှင်။ဆလပင် ခရမ်းနဲ့တုံကွာကိုစက်ကောင်စီကညမထွက်ရအချိန်ပြောင်းလဲဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းခရမ်းနဲ့တုံကွာမြို့နယ်တို့မှာစစ်တပ်ရေကောင်ပွဲမှာပအဝင်ရှင်ပြိုင်ချမယ်။ကိုယ်စလဲလောင်းတွေရဲ့စိုင်းပုတ်တွေဖျက်ဆီးခံရတာကြောင့်ညမထွက်ရအမိန်ချိန်ပြောင်းလဲတက်မှတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ပိကတိအပတ်ကစတင်ပြောင်းလဲတက်မှတ်ခဲ့တာဖြစ်ပြီးဒေသခံတွေအနေနဲ့အခက်အခဲတွေဖြစ်လာတယ်လို့ဆိုပါတယ်။အနာဒင်းစကောင်စီဟာအရင်ကမနေ့တနင်္လာနေ့3နိုင်အထိကိုညမထွက်ရအမိန့်တက်မှတ်ထားရကနေ့ ပြီးခဲ့သည့်သတင်းပတ်ကစားလို့ည10နာရီကနေမနက်9နာရီအထိညမထွက်ရအမိန်ကိုအချိန်သုံးမြင့်လိုက်တာပါ။အခုလိုညမထွေရအမေအချိန်တုံးမြင့်လန့်ခြင်းဟာစစ်ကောင်စီရေကောက်ပွဲဆိုင်ပုံတွေဖျက်ဆီးခံရတာနဲ့လူစုလူဝေးဖြစ်မှာစိုးရိမ်လို့ဖြစ်ကြောင်းခရမ်းမြို့နယ်နေထိုင်သူပြည်သူတို့အုပ်ကပြောဆိုပါတယ် စစ်ကောင်စီကအစောပိုင်းကရန်ကုန်တိုင်းတိုင်းလုံးကိုမနေ့တနားရီကနေ့၃နာရီအထိညမထွက်ရအမိန့်တက်မှတ်ထားတာပါ။ဒါအပြင်အနာတင်းစစ်ကောင်စီဟာရွေးကောက်ပွဲလုံခြုံရေးကိုအကြံပြပြီးလူငယ်တွေကိုပြစ်မှတ်ထားပြီးဓာတ်ဆောင်ဖန်ဆင်းနေတဲ့လုံအရင်ထက်လည်းလုံခြုံရေးတင်းကျပ်ထားတယ်လို့သိရပါတယ်ရှင်။